ဆိုတော့ကျွန်တော်တို့အမြဲတမ်းဟောတိုင်းတရားဟောတိုင်းဘုရားကောင်းချီးပေးပါစေဘုရားကောင်းမြတ်တယ်ဘုရားတင့်ပေါ်မှာအရင်ကောင်းမြတ်တယ် God is good အမြဲတမ်းပြောတယ်အဲ့တော့တချို့ကဘလို့နားလည်မှုလွဲလဲဆိုတော့ကျွန်တော်တို့ကဘုရားကိုဗန်းပြပြီးတော့ motivate လုပ်တယ်တဲ့ဒါဆိုကျွန်တော်ဘာလုပ်ရမှာလဲဟိုအလုံးဒုက္ခရောက်ပါစေအဲ့လိုပြောရမှာလေမြင်မြင်သိကြအဲ့ဒါပြောရမှာလားမဟုတ်ဘူးလေ အဘယ်စကားကိုတာယူပြောလွယ်သည်နည်းလေယေရှုပြောတယ်။ကောင်းတဲ့စကားကိုတာယူပြောလွယ်တယ်မဟုတ်ဘူးလား။ဒါကြောင့်ကျွန်တော်ကလေအရင်တော့တရားဒီဒီလိုမျိုးဖျားသခင်ကြီးမားစွာအသုံးမပြုခင်တရားစဟောတော့ကလေဘာအကြောင်းတွေပဲဟောလဲဆိုတော့လူတွေရဲ့အားနည်းချက်ကိုကဲရဲတဲ့တရားဟောချက်နော်လူတွေကို ပြည့်ညက်နဲ့စီရင်တဲ့တရားဟောချက်နော်ကျွန်တော်ဖိတ်ပြီးဆိုရင် ไอ้พญาเจ้ามาเยตมาลีရှိတယ်ငါကခေါ်ပလိုက်မယ်အဲ့အကြောင်းအဲ့တောက်တာဘုရားမကြိုက်ဘူးဆိုတဲ့အကြောင်းခေါ်ပလိုက်မယ်သူတစ်ပေါက်ဆုံးมาပြီးတော့ကိုကိုတိုင်ကြတော့အဲ့မဟုတ်တခြားဟာနဲ့ကြာကြာရှုံးနေရရှိတယ်ဆိုတော့ကျွန်တော်ညောင်ကြည့်တယ်အများရဲ့စီရင်တဲ့အကြောင်းတွေကျွန်တော်ဟောခဲ့တော့ကလေပြန်စဉ်းစားကြည့်တယ်ငါကိုယ်တိုင်လည်းမလွတ်မြောက်သူတို့လည်းမလွတ်မြောက်မြောက်ဆိုလို့မလွတ်မြောက်ဒါမဲ့ဘုရားခင်ကျွန်တော်ဖွင့်ပြလာပြီးရဲ့နောက်ပိုင်းမှာတော့ကျွန်တော်အားနည်းချက်တွေ မဟိုးခြင်းတော့သူတို့ပုံမှာထားတဲ့ဘုရားရဲ့အကြံစီကိုပဲဟိုးခြင်းတော့လူတိုင်းမှာအားနေချက်ရှိတယ်တရားဟောစရာတွေလည်းရှိတာပဲအားနေချက်အဲ့အားနေချက်တွေထောက်ပြီးဟောမယ်ဆိုရင်ဘလို့လို့သွားပြီးတော့တက်တော့တက်တာရှိတော့မှလည်းဘုရားကျောင်းသာလာထိုင်ရတာဟဲ့ငါ့ကိုစောင်းပြောနေတယ်လို့ငါ့ကိုဖဲ့နေပြီတချို့ဘုရားကျောင်းလာတက်ရင်လည်းနော်တရားဟောခြင်းနားထောင်တာတရေချောက်ခံရတယ်လို့ဖြစ်သွားတယ်ဟာကြောက်သွားတယ်လေကြောက်ခြင်းတည်းပဲနောက်တစ်ခါဘုရားကျောင်းမလာခြင်းတော့ တေးချောက်တဲ့နေရာဘယ်နှခါသွားသွားရှင်သေးလို့လဲဟုတ်တယ်မဟုတ်လားကျွန်တော်တေးချောက်တဲ့တရားဟောဆရာမဟုတ်တော့အခုဘုရားရဲ့ကောင်းမြတ်ခြင်းကိုပြောတဲ့တရားဟောဆရာဖြစ်သွားတယ်ဘုရားတင်းတက်တာထဲမှာထူးခြားတဲ့အမှုတွေပြုမယ်အမှုသစ်တွေပြုမယ်ဘုရားကောင်းချီးပေးမယ်ဒီအကြောင်းမပြောမှာပေါ့အဲ့ဒီအကြောင်းนี่များများပြောဝင်ငှလေလေလူတွေအသက်တာထဲမှာလွတ်မြောက်ခြင်းတာပြီးမြင်လာရတယ်ကျွန်တော်ကိုယ်တိုင်လည်းလွတ်မြောက်တယ်အပြစ်တင်တဲ့အကြောင်းတွေဟောပြီးကျွန်တော်ပြန်သွားရင်သူတို့ဒီလေမျက်နှာလေးတွေငြင်း ျွန်တော်လေးဟောတာဟောတော့အားရနေအဲ့လိုမဟုတ်လေတင့်ကို motivate လုပ်နေတာမဟုတ်ဘူးတင့်အနာဂတ်မှာဘုရားသခင် ကောင်းကြီးမင်္ဂလာကြီးမားစွာ ပြင်ဆင်ထားတယ်အ motivate စကားမဟုတ်ဘူးနော်အတကယ်လက်တွေ့စကားဘုရားသခင်ဤဂျေဇူးတော်အားဖြင့် ကိုယ်တိုင်တက်တာခြင်း ရှိတဲ့ကဲ့သို့စင်းရဲခြင်း အမျိုးမျိုးကို ခံရတော်သူတို့အားတက်တာစီနိုင်ပြီးအကြောင်း ်ဆင်းရဲခြင်းမျိုးမျိုးတို့၌ဖျားသခင်သည်ငါတို့အားတက်တာစေတော်မူ၏ဒါကြောင့်ကျွန်တော်လေးတရားဟောရင်လူတွေတက်တောက်တက်တာဖြစ်စီမဲ့တရားပဲဟောတော့တယ်ဟောတော့ပညာကိုကင်ပြီးတော့စီရင်တဲ့တရားတွေဟောခဲ့ဘူးတယ်အားနည်းချက်ကိုတုံးနဲ့ထိုးတဲ့တရားဟောချက်တွေဟောခဲ့ဘူးတယ်အမ်အစင်တန်းခွဲသလိုမျိုး ပုံစံမျိုးငါတို့အမှုတော်ဆောင်တွေကတန့်ရှင်းတယ်နင်တို့ကကျူးစားဖို့လူနေသေးတယ်အဲ့လိုဒီဇိုင်းမျိုး ဟုတ်ကဲ့ဘူးလေဘယ်သူမှမပြောင်းလဲဒါမဲ့ကိုယ်တိုင်တော့မှဂျေစုတော်ကိုခံစားရတာပဲဘာဖြစ်လို့သူများကိုတက်တောက်တက်တာမဖြစ်အောင်လောက်ရတာလေကိုယ်တိုင်တော့မှဂျေစုတော်ကြောင့်ဥယျာသမားဘဝကနေပြောင်းလဲတာလေသူများကိုဘာလို့နှိတ်ကွတဲ့တရားတွေဟောနေအောင်မလဲသူတပားကိုတက်တာစီတဲ့အကြောင်းအမြင်ဟောပါအဲ့ဒါဖရားရဲ့နှလုံးသားဖြစ်တယ် ဘာသာရေးသမားတွေကြံတက်တယ်ကျွန်တော်တို့ဘာပြောလဲဆိုမင်းတို့က motivational speaker တွေမဟုတ်ဘူး motivational speaker မဟုတ်ဘူးဖျားသားသမီးတွေကိုဖျားသခင်ကကြိမ်စဲတာကိုမကြိုက်ဘူးပြစ်တင်တာကိုမကြိုက်ဘူးယေရှုတော်သူ့သားသမီးတွေကိုလက်ဝန်းကားတိုင်းမှာအပြစ်ကိုလွတ်ပြီးတော့အကုန်စင်ကယ်တင်ပြီးပြီကျွန်တော်တို့ကထပ်အပြစ်တင်စီရလားအပြစ်လားမြင်တာပေါ့တွေ့တာပေါ့အားနည်းချက်တွေအများကြီးဒါပေမဲ့ဂျေဆုတော်ကပူကြီးတယ်လေ ကိုယ်တိုင်တော်မှကျေးဇူးတော်ကြောင့်တသက်တာခြင်းရတာဖြစ်တဲ့အတွက်သူတပါးကိုလည်းကျေးဇူးတော်ကိုငါတို့ခံရလို့တသက်တာတလူမျိုးစင်းရဲခြင်းအမျိုးမျိုးကိုခံရတဲ့သူတွေအတွက်လည်းငါတို့အဲ့ဒီကျေးဇူးတော်နဲ့ပဲတသက်တာစီရအောင်တက်တောက်တသက်တာရှိရှိလေးဖျားသခင်တင်းကိုအသုံးပြုမယ်တက်တာခြင်းဟာတင်းအတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်လည်းဒီကျမ်းပိုက်ကိုဖတ်ပြီးတော့လွန်ခဲ့တဲ့ 6နှစ်လောက်ကနေစပြီးကျွန်တော်တက်တော့ပြင်ဆင်တယ်အမ်ကျွန်တော်ရဲ့တရားဟောချက်တွေကိုအဲ့ဒါ motivate လုပ်တာမဟုတ်သင်အောင်အားပေးနေတာမဟုတ်အဲ့ဒါဘုရားသခင်အလိုရှိတဲ့စကားဖြစ်တယ်